ပရိသတ်ကြီးရေမင်္ဂလာပါဗျာဗရလောကဇာတ်များစီစဉ်ကနေပြန်လည်ရွှေ့လိုက်ပါတယ်ကျွန်တော်ဒီနေ့ညဖတ်ပြပေးသွားမယ့်ဇာတ်လေးကတော့ဇာယဇယဆရာအက္ခဆိုရေးသားထားတယ်လူရောင်ဆောင်ပြီးကလေးဖန်းစားသောတရေမှာအတုမဟုတ်အဖွားဖြူဆိုတဲ့ဗရလောကဇာတ်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ညစဉ်ညနေဇာတ်ကောင်းလေးတွေကိုရွေးချယ်လို့ဖတ်ပြပေးနေတဲ့ကိုဇွဲပါပရိသတ်ကြီးကအစင်းနေဖြစ်ပြီဆိုရင်တော့ကျွန်တော်လည်းတူတူဇာတ်လေးကိုလိုက်ပါနားဆင်လိုက်ကြအောင်ခင်ဗျာ ကျုပ်တို့ရွာကလေးကတော်မကြမြို့မကရွာလေးတွေပါဗျ။ကာလမကြီးကိုမေးတင်ထားပြီးတော့တိဆောက်ထားတဲ့ရွာလေးတွေပါပေါ့။အဲကာလမေးရွာဆိုတော့ထုံးစံအတိုင်းကာလနဘေးမှာပဲအိမ်တွေကိုစီတန်းပြီးတော့တိဆောက်ထားရတာပေါ့ဗျာ။အဲကျုပ်နမီကဘာမှနမရရင်တော့မဟုတ်ပေမဲ့ရွာမှာဘာမောင်းလို့မေးလိုက်ရင်ဒုတိုင်းသိကြပါတယ်။အကျုပ်ကလဲလို့တယ်။အကျုပ်တို့ရွာရဲ့အရှိဘက်မှာတော့မြေဩဇာကောင်းတဲ့လဲတွေအများကြီးရှိတယ်ဗျ။အကျုပ်တို့ရွာရဲ့အနောက်ဘက်မှာတော့ရခိုင်ရိုးမှတောင်တန်းကြီးလည်းရှိ။အကျုပ်အိမ်ကတော့ကျုံမင်းမရဲ့တမီးလူတယောက်ရဲ့ရှိတယ်။ အဲ့ဒီတော့ကကျုပ်သမီးတယောက်တည်းရှိသေးတဲ့အချိန်ပေါ့အခုတော့သားသမီးတယောက်ရနေပါပြီဗျာအဒီရဖြစ်ပြက်တွေကနှစ်တော်ကြာခဲ့ပြီဗျာနှစ်တော်ကြာခဲ့ပြီဆိုပေမဲ့ကျုပ်တို့လည်းမရအတွက်တော့အဲ့ဒီအဖြစ်ကိုလုံးဝမေ့လို့မရသေးဘူးဗျာဒီအဖြစ်ဖြစ်ခဲ့တာကကျုပ်သမီးရဲ့ကြီးမငငယ်တုန်းကဆိုတော့အနှစ်20လောက်တော့ရှိပြီပေါ့ဗျာဖြစ်ပုံကဒီလိုဗျာအတရက်တော့ဒုံးဆန်အတိုင်းကျုပ်လယ်ထဲကနေပြန်လာခဲ့တာပေါ့အစဘာတွေကမဲ့ပြီးမကြခင်ရဲရတော့မယ်အချိန်ပေါ့အလေတွေကပြန်လာတဲ့အချိန်ဆိုတော့ညနေအတော်စောင်းနေပြီပေါ့ဗျာ ။ကောင်းငင်မှာလည်းမိုးကအုပ်လို့ဗျ။အဲဒီတော့တာမန်နေ့တွေထက်ပိုပြီးတော့မှောင်တဲ့နေ့တနေ့ပေါ့ဗျာ။အကျုပ်အိမ်ရောက်တော့ရေမှုချိုးမလို့လုံနေတော့ကျုံမိမကအိမ်ပေါ်ကနေဆင်းလာတယ်။ကိုပါမကျုပ်အကြီးလေးတော့ဆန်ကိုသွားလိုက်ဦးမယ်ရှင်။အေးမိုးတော်ချော့တော့မယ်ကွာ။ဟုတ်တယ်မတတ်နိုင်ဘူးရှင်နေ့တွေကလေးကသွားမလို့ကိုတော့သမီးကြီးကြနေရရဲ့လူခွဲမရှိတာရဲ့ကြောင့်ပေါ့။အဲ့ဒါကြောင့်မသွားနိုင်တာလေ။အကျုပ်လည်းရေတစ်ခွက်နှစ်ခွက်လောင်းနေရင်ကအရေးကြီးလို့လားကွာ။အရေးကြီးတယ်တော့ အကြီးလေးဆိုင်တဲ့ဝင်းနဲ့သူ့စီကနေငွေလေးနဲ့လောက်ချီးမလို့တော်ရင်အိမ်မှာကအသုံးပြည့်နေပြီမဟုတ်လားအေးကွာစဘာပေါ်ရင်တော့အတုနဲ့ပြန်ဆက်ပါမယ်လို့တေချာပြောခဲ့နော်အကျုံမင်းမလည်းထွက်သွားရဲ့ဗျအကျုံလည်းရေချိုးပြီးရနေအိမ်ပေါ်ကိုတက်ခဲ့တယ်လေသမားအင်းစိုးတော့လည်းဒီအတိုင်းတစ်တေဝါးနေနဲ့ခဏတော့ခဏနဲ့စောက်ထားတာပေါ့ဗျာပြောပြရအောင်မေကြွားတယ်တို့တော့မထင်နဲ့ဗျအကျုံမင်းမကျုပ်တို့ရွာမှာကွန်းတော်ကိုင်းသူမိဘတွေကလည်းတစ်လုံးလည်းလို့တော့ချမ်းသာတယ်ပေါ့ဗျာဒါပေမဲ့သူပဲကံမကောင်းတာလား ျုပ်ပဲကံကောင်းတော့လာပဲသူနဲ့ကျွန်တော်နဲ့ကြိုက်ကြတယ်ပေါ့ဒါပေမဲ့သူကြီးတွေကလုံးဝသဘောမတူဘူးဗျာအဲကျုပ်မိမကိုရွာကကြောင်းစရံနဲ့လွတ်သဘောတူနေတာကျုပ်မိမကလည်းအဲ့ဒီတော့ကကျုပ်မကျုပ်ဆိုပြီးဖြစ်နေတာလေရွာကလူကြီးတွေလည်ရင်ခိုးခိုးတွေ့ကြတယ်အညာနဲ့တကောင်နဲ့မကြောက်မလဲသူတို့အိမ်နောက်ကနေခိုးထွက်ပြီးတော့ရွာနောက်ဘက်ကမအူပင်ကြီးအောင်မှာခိုးခိုးတွေ့ကြတာကိုကျုပ်ကမိဘမဲ့တကောင်ကြွတ်ဆိုတော့သူတို့သဘောမတူတာလေသဘာဝကျသွားတယ်လေတနေ့တော့ကျုံမိမဖြစ်မဲ့မက်ထရီကဘိုက်ကြီးရော့ဗျာ ဟဲဟဲကျုပ်လက်ချက်ပေါ့အဲသူ့အဖေကြီးဆိုစိတ်ဆိုးဆိုးနဲ့အဲ့ဒီကလေးကအိမ်ပေါ်ကနေမြင်ချလိုက်တာကျုပ်ကဘာကြီးအိမ်ကက်နေရတဲ့ကောင်ဆိုတော့လေရွာစုံမှာတဲအိမ်ကလေးဆောက်ပြီးတော့အတူတူပေါင်းသင်းနေကြတာပေါ့ဗျာအခုနေတဲ့အိမ်ကလေးကတော့လင်မယားနှစ်ယောက်နေဖို့အတွက်အမြန်ဆောက်ထားတဲ့အိမ်ကလေးပါအိမ်ထဲမှာလည်းမှောင်နေပြီကျုပ်မီးထွန်းဖို့လိုက်ရှာတော့လေဖျောင်းနိုင်မတွေ့ဘူးကျုံဝင်းမမက်ထရီဖျောင်းနိုင်သွားဝယ်တာဖြစ်မှာပေါ့အင်းရှိခမ်းမှာတော့ပကတ်ကလေးစင်ထားပြီးတော့ကျုပ်သမီးအကြီးမှလေးအိမ်နေတာအဲသူကအဲ့ဒီတုန်းကတနစ်တောင်မပြေသေးဘူးပေါ့ ကြုံလက်ကလေးပခတ်ထိုင်လွှဲနေရင်ကစေးဘောလေးကလေးတလေးကိုဖွာနေပြီအဲ့ဒီတော့ကဆင်းရဲတာမလို့စေးဘောလေးတောင်းမှနေ့လည်ကတောက်ပြီးမီးသက်ထားတဲ့စစ်လေးအတော်ကလေးဖွာနေတော့ဗျအဲ့ဒီအချိန်မှာပဲကြုံမင်းမှပြန်လာတယ်အိမ်ထဲမှာတော့အတော်မောင်းနေပြီဗျမက်ထရီပြန်လာပြီလားအဲကြုံမင်းမအနောက်မှာယောက်ျားတစ်ယောက်ပါလာတယ်ဗျတေချာကြီးတော့မှဘာကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်ဩဘာကြီးမြင်လဲပါလာတာကိုအဲသူတို့နှစ်ယောက်ကအိမ်ပေါ်မတက်သေးဘဲနဲ့လေကားနားမှာရောင်းပေးပေးလုပ်နေတယ် ဟဲ့မင်းမမင်းတို့တွေအင်မော်တက်ခဲ့ကြလေသူတို့အင်မော်တက်လာတော့ကလေးကလည်းလမ်းပြီးငိုတော့တာပဲဗျာအဲကျုပ်လည်းကလေးကိုပြေးပြီးတော့ပကတ်လွှဲပြီးချော့လိုက်ရတယ်အဲသူတို့ကအင်ရှေ့ကမ်းမှာထိုင်လိုက်ကြတယ်အဲကျုပ်တို့အိမ်မကပရိဘောကမရှိဘူးဆိုတော့ကျမ်းမြင်ပေါ်ပဲထိုင်ကြရတာပေါ့ဗျာငါတို့ဗိုက်စာရေအဘကြီးပြည့်သူကပြောရောဒါနဲ့ကျုပ်လည်းကျုံမင်းမကိုလှည့်ကြည့်ပြီးမင်းမကြီးမင်းထမဲခုခက်ကြွေးလိုက်ဒီကွာမင်းမလည်းမယောင်မလင်းနဲ့ထပြီးတော့အိမ်တော်ခွေးဝင်သွားတယ်ဗျအကျုပ်လည်းထမဲစားတဲ့ဇဝဲဝိုင်းကလေးယူပြီးတော့ချခင်းပေးလိုက်တယ် ဒါနဲ့ဘာကြီးနာကငရင်နဲ့နန်းလို့ပါလားငားတွေပါနေသွားပက်လာလားမဟုတ်ပါဘူးကွာဒါနဲ့ပါလို့အင်ကိုဝင်လာရတာလေပြောစရာရှိရင်ကျုပ်ကိုခေါ်လိုက်ပေါ့ရပါရဲ့ကွာဘာကြီးကအဲ့လိုပြောပြီးတော့ဆက်ထိုင်နေတယ်ဗျကျုပ်ကသမီးကိုလွှဲနေရသေးတာအဲဘက်ကလုံထားတဲ့ဆောင်းကလေးကတူနေတော့ကျုပ်သမီးခြေထောက်တွေကဘက်ကထဲကနေထွက်ကြနေတာကိုဘာကြီးကလှမ်းမိကြည့်နေတယ်ဗျမကြပါဘူးအိမ်နောက်ဖေးခန်းထဲကအိုးတန်ခတ်တန်ကြီးကြားလိုက်ရတယ်မင်းမကြီးအိမ်ထဲကမှောင်နေပြီကွာဖျောင်းနိုင်နေပါလေဝဲလာတော့မဟုတ်ဘူ အဲ့ဒီတော့မှမိမကထွက်လာတယ်။လက်တစ်ဖက်မှာကျုပ်တို့လည်းမရစားဖို့ချက်ထားတယ်။ထမင်းဟုတ်ကိုကိုင်းလာပြီးတော့နောက်လက်တစ်ဖက်မှာတော့ဟင်းချက်ထားတဲ့ဒေဟုတ်တတိလေးကိုင်းထားတယ်ဗျ။နောက်တော့ဇပွဲပေါ်အိုးတွေတင်ပြီးတော့ဘာကြီးညာအတူတူဖွင့်စားကြတယ်။ဟာဒီမိမကလည်းဗကန်လေးပါလေးနဲ့ထဲ့ကြွေးဟာ။ဘာကြီးကလက်ကပြပြီးတော့ရပါရင်ငါတို့ရဲ့အဲ့ဒီလိုပြောပြီးတော့ဒေဟိုးတဲကိုထမင်းတွေခတ်ထည်ပြီးစားတော့နေရတယ်ဗျ။အဲကျုပ်လည်းတွေးမိတာဖျောင်းနိုင်မရှိတော့ဘကန်ရှာလို့မရလို့များဒီလိုစားရတာလားပေါ့ ။နောက်တော့ကျုံလဲစိတ်ထဲထူးဆန်းလာတယ်။ဘာကြီးကတထင်းဖြစ်ပြီးတော့ဘာလို့ကျုံအင်ကမကောင်းမကန်းဟင်းကိုလာကတ်စားနေရတာလဲ။ဘာလဲကြီးတော်ကဘာကြီးကိုအိမ်ပေါ်ကနေမောင်းချလိုက်လို့လား။အဲဘာကြီးကအိမ်မလုံအိမ်မလုံနဲ့ထမင်းနေတာဘာစရဲကျုံထဲနေတယ်။ဘာကြီးအိမ်မှာတခုခုဖြစ်ခဲ့မဲ့ကိုကျုံသိလိုက်ပါပြီ။အဲထူးဆန်းတာကကျုံမိမကလည်းစားသားဗျ။မတ်ရီကပုံမှန်ဆိုအစားနေတယ်။အကျုပ်သာထမင်းတစ်လုံးချက်လောက်စားတာ။သူကတပတ်ကလောက်ပဲစားတာဗျ။အခုတော့စားလိုက်တာဗျမင်းရေရှိနေ ကျုပ်တို့လူများစားဖို့ချက်ထားတဲ့ထမင်းအိုးကြီးလည်းပြောင်းဒဲအိုးလေးလည်းချက်ထားတဲ့ငါးချောက်တွေလည်းပြောင်းသွားပါလိမ့်ော။ဒါရင်အားမရသေးလို့ဒဲအိုးမှာကန့်နေတဲ့ထမင်းတွေကိုလက်နဲ့သိမ်းပြီးစားနေသေးတာ။ကျုပ်လည်းစိတ်ပူလာတယ်ဗျ။အဲကျုပ်ထမင်းမစားရသေးဘူးမဟုတ်လား။အခုတော့သူတို့နှစ်ယောက်စားလိုက်တာနဲ့ပြောင်းပြီ။အဲဒီအချိန်မှာကောင်းငင်မှာလျှက်စည်းလျက်နေတွေတက်လာတယ်။တခါတည်းကမိုးချင်းဆန်တွေကတကြိမ်ချင်းနဲ့ထွက်ပေါ်လာတယ်။လျှက်စည်းတစ်ချက်လက်တဲ့အချိန်မှာကျုပ်မင်းမလက်ကိုကျုပ်ကြည့်လိုက်မိတယ်။အဲသူ့လက်ချောင်းတွေကတော်တော်ဖြူဖြူလေးတွေဖြစ်နေပြီးတော့လက်ထိပ်တွေကချွန်နေတယ်ဗျ။ နောက်ပြီးသူ့မှာလက်ချောင်းကခုနှစ်ချောင်းတော်ဖြစ်နေတာလက်မမပါပဲနဲ့တွေ့တွေ့လေးကခုနှစ်ချောင်းကိုညီးညီးလို့ဗျအမှန်ပြောရရင်တော့ကျုပ်အဲ့ဒီအချိန်တုန်းကလျှက်ပြတဲ့အချိန်မှာလက်ချောင်းတွေကိုရေခနဲ့တွေးလိုက်ရတာဗျဘယ်နှချောင်းဆိုတော့ရေတွက်လို့မရပါဘူးငါးချောင်းမကတာတော့ကျုပ်မျက်စိကကျင်းနေတွေးလိုက်တာအဲကျုပ်လည်းမျက်စိမှန်မှားတယ်ထင်ပြီးတော့တွေးနေလိုက်မိသေးတယ်သူတို့ကဇပွဲကမှမျက်နှာသေးကြီးတွေနဲ့ထိုင်နေလို့ဗျနောက်ပြီးတော့ကျုပ်သမီးဘက်ကကိုနှစ်ယောက်စလုံးကစိုက်ကြည့်နေကြတာဒီအချိန်မှာလျှက်စည်းတစ်ချက်လက်သွားတယ် ကျုပ်လည်းအော်သွားတော့ဗောသူတို့ကမျက်ထောင်နေကြည့်နေတယ်တမီးလေးဘက်ကကိုကြည့်နေကြတော့ငါစားတယ်နဲအဲကျုံမင်းမအတန်ကခက်အော်ကြီးနဲ့ခက်ရှက်ရှက်ကြီးဖြစ်နေတာအဲကျုံလည်းအဲ့ဒီအချိန်ထိတော့မဟုတ်တာမတွေးမိသေးဘူးပါစားကျင်တာလေအိမ်မှာထမင်းကုံမီလေးဟဲ့အဲဒီတော့မှကျုံမင်းမကဘက်ကကိုလက်ညှိုးထိုးပြတာဗျာကျုပ်ပြန်လန့်သွားတယ်အစိတ်ထဲတမျိုးကြီးဖြစ်သွားမိတာဗောဒီအချိန်မှာပဲတမီးလက်လက်နဲ့လူတစ်ယောက်ကကျုပ်တို့အိမ်ရှေ့မှာဖြတ်လျှောက်နေတယ်အဲနောက်တော့ကျုပ်တို့ခြံထဲကိုဝင်လာတယ်ဗျာ ဓမီရဲ့နှိမ့်အောင်နဲ့အဲ့ဒီလာတဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရတော့ကြုံအံ့ဩသွားတယ်။ခြံထဲကိုဝင်လာတဲ့လူကကြုံမိမ့်မဖြစ်နေတယ်လေ။မင်းမင်းမတူလေ။အိမ်ထဲထိုင်နေတဲ့ကြုံမိမ့်မကိုကြည့်လိုက်လေကားကနေတက်လာတဲ့ကြုံမိမ့်မကိုကြည့်လိုက်နေကြုံတော်တော်ကြောက်နေမိတာ။အဒီအချင်းအိမ်ထဲထိုင်နေတဲ့ကြုံမိမ့်မကလေကားနဲ့တက်လာတဲ့သူကဟဲ့ဒါငါအိမ်နင်းတက်မလားလေ။အဲ့ဒီလိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့လေကားကတက်လာတဲ့ကြုံမင်းကလည်းလန့်သွားတယ်ဗျ။နင်းနင်းမတူလဲ ဒီတို့ပြန်ဝေခွဲမရအောင်ဖြစ်သွားတယ်ပြောဂျုံမင်းမနှစ်ယောက်ကတယောက်နဲ့တယောက်တပုံစံနဲ့တူနေတယ်မဟုတ်လားအပြင်ကဝင်လာတဲ့ဂျုံမင်းဘကလည်းကျုပ်ကိုလှမ်းကြည့်တယ်အဲ့ဒါဘယ်လိုလဲတဲ့အကျိုးလည်းဘာမှမပြောနိုင်တော့ဘူးအပြင်ကနေဝင်လာတဲ့မိန်းမလက်ထဲမှာဓမီကိုထွန်းထားတယ်ဓမီအလေးရောင်နဲ့ကျုပ်တို့အင်္ဂလီတွေမှုန်ပြောကြကလေးမြင်နေရတယ်ဂျမ်းမီမှာထိုင်နေတဲ့ကျုပ်ဘကြီးခြေထောက်မှာရှွန့်နေပြေးနေတယ်နောက်ပြီးတစ်ခုထူးတဲ့နာကဂျမ်းမီမှာစောင်းကြောင်ထိုင်နေပေမဲ့ သူ့ခြေချောင်းတွေကတင်မနာကိုရောက်ပြီးတော့အပြင်ကိုထွက်နေတယ်။စောင်းကြောင်ထိုင်နေလို့ချင်းခြေချောင်းနေတဲ့ခြေပွားကအရှိမပဲရှိရမယ်မဟုတ်မဟုတ်လားဗျ။ဒီခြေလောက်ကိုကြည့်ပြီးတော့ကျုံလက်တော်တော်ကိုထူးဆန်းသွားတာ။ဒီချိန်မှာပဲကျုံမိမကအိမ်ပေါ်ထိုင်နေတဲ့မိမမျက်နှာကိုဓမီနဲ့ထိုးလိုက်တယ်။ကျုံမိမတော့ကျုံမိမမျက်နှာပါဗျ။ဒါပေမဲ့အသားကတော်တော်ဖြူလားဗျ။အဖြူကလည်းရုပ်ရှင်မင်းသားမင်းသမီးတွေဖြူနေသလိုမဟုတ်ဘူး။ထုံးတုပ်ထားတဲ့နေရန်ကြီးလိုဖြူဆွဆွကြီးနေဗျ။ဒီချိန်မှာပဲကျုံသိလိုက်ပြီ။ကျုံလက်ထိုင်နေရကနေထပြီးတော့ပကက်စီပြေးသွားလိုက်တယ်။ အဲဒီအချိန်မှာပဲထိုင်နေတဲ့ကျုံမိမကလည်းဘက်ကစီကိုပြေးလာပါရောကံကောင်းလို့ပြကျုပ်ခြေစလန်းပူဥသွားတယ်ဘက်ကကိုကင်ပြီးတော့ကျုပ်ကိုယ်လုံးနဲ့အုပ်ထားလိုက်တယ်ကျုံမိမလက်တွေကဘက်ကကျိုးတွေကိုကင်ပြီးတော့ဆွဲနေတယ်ကျုံလက်တူကိုတွန်းထုတ်ပြီးတော့တမီးကလေးကိုဘက်ကထဲကနေဆွဲထုတ်လိုက်တယ်အဲနောက်တော့အင်ဘော်ကနေခုံဆင်းလိုက်တယ်အဲကျုပ်တို့အင်္ဂါအင်းရှင်းမှာပြတင်းပေါက်တွေရှိညာဘက်အိမ်ကနေမှာအဲ့ဒီပြတင်းပေါက်တွေလိုက်ကစားတွေကိုပလတ်ဆက်တွေနဲ့ကာလိုက်တာဆိုတော့ပုံမှန်အချိန်ဆိုရင်တော့တကားကပွင့်နေတတ်တယ် ကျုံအင်အောက်ကိုဘလို့ရောက်လို့ရောက်တော့မှမသိပါဘူးဗျာတမီးကလေးကိုလည်းပိုက်ထားလို့ပေါ့အင်အောက်ရောက်တော့လေကားအတက်ကကျုံမင်းမကိုပြောလိုက်တယ်မင်းမကြီးပြည်ပြည်ဘာကြီးအင်ကိုပြည်ဟိကျုံလည်းအော်ပြီးတော့ထွက်ပြီးတော့ပါပဲရွာစုံဆိုတော့ကျုံတို့အင်ကလေးပြင်မှာဘာအင်မှမရှိဘူးဗျာတခြားအင်နေနဲ့အတော်ကလေးလှမ်းတာကိုကျုံပြီးတော့ကျုံမင်းမလည်းအနောက်ကနေပြေးလာကြတာကိုတွေ့ရတယ်ဒါပေမဲ့ဗျာအယောင်ယောင်အငမနဲ့ပြေးတာခါလေတကြောင်ကျုံချစ်လောက်တွေကလည်းတုံရင်နေတာဆိုတော့အားမရှိသလိုကြီးဖြစ်နေတာဗျာ ပြန်ကိုမပြောပြတတ်ဘူးပြင်းနေပြီမဲ့အရှိကိုတိတ်မရောက်ဘူးဗျာအနောက်ကိုကြည့်တော့လဲသရဲမကြီးကအင်ဘော်ကနေခုံချလာတာဗျို့အသူနောက်ကကျုပ်ပါကြီးကလည်းလေကားကနေနောက်ပြန်ကြီးခုံချလာတာကျုံမင်းမကကျုပ်ထက်ပိုးမြန်နေအရှိကနေပြင်းနေတဲ့ကျုပ်ကိုအမိလာတယ်ကျုပ်စိတ်ကလည်းထိတ်မရောက်ဘူးဗျာအနောက်ကနေလိုက်လာမလားဆိုပြီးတော့လှည့်ကြည့်မိလိုက်တယ်အဲ့ဒီအခါမှာတော့ကျုပ်ကြောဘက်မှာသရဲမကြီးကရောက်နေနေပြီဗျာမျက်နှာဖြူဖြူကြီးနဲ့ကျုပ်လှည့်ကြည့်လိုက်တဲ့အချိန်သူနဲ့ကျုပ်နဲ့မျက်နှာချင်းဆိုင်လို့ညီပါဖြစ်သွားတယ်ကျုပ်လည်းသမီးလေးကိုရင်ခွင်နဲ့အတင်းကြီးဖက်ထားလိုက်တယ် ။အဒီချိန်မှာပဲကျုံလောက်ကျုံမှာချမ်းပြီးတော့တက်လာတယ်။ရကုံလုံးလည်းကြက်တင်းနေတော့ထောင်ထနေတာပဲဗျာ။တရဲမလည်းကြီးကကျုပ်ကိုလုံးဘုံကိုရောက်လာပြီးတော့ကျုပ်ကိုဆွဲထားတယ်။အကျုပ်လည်းဘာလို့ရမလဲမသိတော့ဘူး။ခေါင်းထဲလည်းဘာမှမပေါ်တော့ဘူး။ကြံမိကြံရနဲ့ကဲကြပါအောင်လို့ထအောင်လိုက်တယ်။ဝယ်မှန်ကြီးကဲပါ။အဲ့ဒီလိုအွန်လိုင်းမိတာ။အပဇယ်လေးစီရောက်အောင်မိတာဆိုပေမဲ့ကျုပ်တို့လေယာလုံးမှလှုပ်တဲ့အခါလေပိုင်ကွင်းမိုင်တွေကိုပူဇော်ရတယ်။အကျုပ်လည်းအဲ့ဒါကိုတတိယသွားတာ။အဲ့ဒီအချိန်တုန်းကအကျုပ်ကဖရာတရားဘာမှမလုပ်ဘူး။အဲဒီဘက်မှာတရက်တောင်ဖရာမရှင်ဟုတ်ဘူးဗျာ။ ။ကျုံမိမကလည်းဖယားတရားအားနေတာလည်းပါတယ်။ဖယားသာရေဖို့မပြောနဲ့။ဘာဖယားသာမှကောင်းနေမရှိဘူးဗျာ။ထူးတော့ထူးစမ်းနေဗျာ။အဲကျုပ်អော်လိုက်ပြီးကျုပ်တို့ပြေးနေတဲ့လမ်းဘေးကကွင်းထဲကနေနရမ်းကြီးတကောင်ပြေးလာပါလေရော။နဲတဲ့အကောင်ကြီးမဟုတ်ဘူးဗျို့။ဒါပေမဲ့အရေးကြီးလို့ပဲမြင်နေရတယ်။အဲ့ဒီအကောင်ကြီးလာတော့တရက်လက်တွေကညော့သွားတယ်ဗျာ။အဲကျုပ်လည်းအားကုန်ပြေးတော့တာပေါ့။နောက်တော့ရွာလန်းပေးနားမှာရှိတဲ့ရွာတော်ရှင်နန်းနန်းကိုကြောလာခဲ့။အဲဒီအခါမှသရဲမကြီးကဆက်မလိုက်တော့ဘူးဗျ။အဲဒီနန်းနန်းမတိုင်ခင်မှာတော့မတ်တပ်ကြီးရက်နေတယ်။ ကောင်းငင်ကတပြန့်ပြန့်နဲ့လက်နေတဲ့လျက်စီအလင်းရောင်တွေကြောင့်တစ်ချက်တစ်ချက်တော့တရဲမကြီးကိုမြင်နေရတယ်ဗျမတ်တရက်နေပြီမယ်လို့ခြေတော်ကြီးတွေကပြောင်းမြန်ကြီးဗျခဏောင်းကအရှိမဖြစ်နေတာတို့တို့လင်မယားလည်းဗာကြီးအိမ်ကိုရောက်မှန်းမသိရောက်လာကြတာဗောဗျာအေးမင်းတို့ကရွာစွန်မနေတာဆိုတော့တရဲတပတ်နှောက်ရက်တာဖြစ်မှာဗောဗာကြီးကကျွန်တော်ကိုပြောတယ်ကျွန်တော်ကဗာကြီးမျက်နှာကိုကြည့်ပြီးတော့တရဲကြီးကရောင်ဆောင်ထားတာလားဆိုပြီးတော့ကြောက်နေသေးတာဗျအဲ့ဒီညတော့တို့တို့အိမ်မပြန်ရတော့ဘူးဗာကြီးကပရိတ်ကြီးတွေတိုက်ပြီးတော့သူ့အိမ်မှာပဲတို့တို့အိတ်ကြတယ် ဒါပေမဲ့အိတ်မပြောပါဘူးဗျာအိမ်မဲ့တဲ့တရဲမကြီးကိုပဲမြင်နေရတာအဲကျုပ်လက်လက်ပြီးထောက်အော်တာလင်းငါကမကဘူးဗျမနမိုးရီတော့မှကျုပ်တို့လည်းအိမ်ကိုပြန်လာခဲ့ကြတာအဲကျုပ်ပြင်ကျုပ်တို့အိမ်နဲ့မဝင်ဝန်သေးဘူးဒီဘာသာလင်းငါရောက်ပါလို့တော်သေးရဲ့ဗျအဲထူးဆန်းတော့ကကျုပ်တို့အိမ်တိုင်လုံးပွာစလောင်းလန်နေတာပဲဗျအိမ်ကြီးကိုတယောက်ယောက်ကမှွေသွားသလိုကိုရှိသမျှအာရအောင်ပွာနေတာဒီဘာကလူတွေကတော့တကုံးမှွေရဲ့လို့ထင်ကြတယ်ကျုပ်ကတော့အဲ့ဒီတော့မထင်ပါဘူးဗျကျုပ်တို့ရောမှတကုံးမရှိဘူး တကားတွေဆိုဖွင့်ရကြတာတကူကခိုးမယ်ဆိုရင်လည်းဘာလို့ဆင်းရဲတဲ့ကျုပ်တို့အိမ်ကိုလာခိုးမလဲဗျစဉ်းစားတာကြည့်ကြပါတော့အဲကျုပ်တို့အဲ့ဒီနေရာမှာစက်မနေရတော့ဘူးဒါနဲ့ကျုပ်တို့အိမ်ကလေးကိုပြစ်ထားပြီးတော့ဘာကြီးအိမ်အောင်မှာခဏနေရတယ်ကျုပ်တို့တရင်ကလည်းရွာထဲပြန်သွားတာပေါ့အဒီတော့မှကျုံမိမရဲ့မိဘတွေကကျုပ်တို့ကိုတနာသွားပြီးတော့သူတို့အိမ်ချင်ဝင်ထဲမှာတထက်အိမ်ကလေးစောက်ပေးတယ်အဲကျုပ်တို့လည်းအဲ့ဒီနောက်ပိုင်းကစပြီးတော့ဖခင်တရားလှုပ်တော်တယ်ကျုံမိမရဲ့မိဘတွေကလည်းဖခင်တရားကိုကမ်းရှိုင်းနေသူတွေဗျာ အဲကျုပ်ဆိုအဲ့ဒီနောက်ပိုင်းဖះကိုတနေ့၃နေလောက်ရှင်ခိုးတော့တာပဲမျိုးတမီးလေးတနေ့ပြီးတော့ရွာဦးเจ้าကဆရာတော်ကိုပြင့်ပြီးတော့မွေးနေ့ဆုံးကျူလေးလောက်တာပေါ့ဗျာဆရာတော်ကဒီအတိုင်းရှောက်တယ်တော့အင်းတကားဒီရဲ့ဒါဟာဖွားဖြူကြီးလက်ချက်ဖြစ်ရမယ်ဆရာတော်ကလည်းအဲ့ဒီလိုပြောတယ်ရွာကလူတွေကလည်းအဲ့ဒီလိုတွေပြောကြတာပေါ့ဗျာဒီတော့ဖွားဖြူကြီးကဘာလို့လဲဆိုတော့ကျုပ်သိကျင်တယ်ဖွားဖြူကြီးကဘာလို့ပါလဲဗျာဦးစင်းတော့တိတ်ပြီးမသိလိုက်ဘူးလွန်ခဲ့တဲ့အနှစ်20လောက်ကဦးစင်းတို့လူငယ်ဘဝတုန်းကပေါ့ဒီလိုပဲရွာမှာဖြစ်ခဲ့ဘူးလေ အပန်းမကြီးရင်တော့မိတ်တော်မူပါဗျာတပည့်တော်သိကျင်လို့ပါအဲ့ဒီတော့ကဦးစင်းတို့ကလူငယ်ပေါ့အသက်20ကျော်လောက်ပေါ့ကွယ်အဲ့ဒီတော့ကရွာမှာမိညက်ဆိုတဲ့ကလေးတစ်ယောက်ရှိအမိညက်ကဦးစင်းတို့နဲ့ဆွေမျိုးမကင်းတဲ့တော်ပါလေအတရက်တော့မိညက်အမိဒေါ်လုံးတင်တို့ယူမပေါ်တက်ကြတယ်လေအဲ့ဒီအချိန်ကမှုရသည်ဆိုတော့မှုဆွတ်ဖို့သွားကြတာပေါ့တကကြီးတို့သိတဲ့အတိုင်းယူမနဲ့တို့ရွာကနေ့တစ်ပိုင်းတက်တာလောက်သွားရတယ်မဟုတ်လားတော်လုံးမြင့်ကြီးထွက်သွားပြီးညက်နေရတော့ရွာကိုတယောက်တည်းပြန်လာတယ်။သွားကြတော့ကတော့၄၅ယောက်စုပြီးသွားတာ ပြန်တော့ပုံကလည်းငုံငိုင်းကြီးတဲ့။နေကလည်းစောင်းတော့မယ်အချိန်ကြီးပေါ့။အဲဒီအချိန်မှာရွာလမ်းမပေါ်စော့နေတဲ့မိညက်ကိုကောက်ပြီးပွေ့ကြည့်သွားပါလိမ့်ရောလား။ပြီးတော့ရွာလမ်းအတိုင်းရွာပြင်ကိုထွက်သွားတယ်။အမိညက်ဆိုတာငိုလိုက်တာမပြောပါနဲ့။ဦးစင်းတို့ကအဲ့ဒီတုန်းကလဲတဲကနေနွားတွေသိမ်းပြီးပြန်လာတာပေါ့။နောက်လုံးနေကြီးကငိုယွံနေတဲ့မိညက်ကိုချီပြီးတော့တောဆက်ကိုဝင်သွားပါရော။ဦးစင်းတို့ကလည်းသူ့အမိနဲ့သူ့သမီးဆိုတော့ဘာထူးဆန်းမှလည်းပေါ့။အဲ့နောက်တော့ရွာထဲတင်ရတော့ညနေတော်တော်မိုးချုံမှာဒေါ်လုံးတင်တို့မှုသွားဆွတဲ့လူတွေရောက်လာပါရော အားလုံးကလည်းမိညက်ကိုချီသွားတာတွေ့တော့မိညက်အကြောင်းမေးတာပေါ့အဲဒေါ်လုံးတင်ကြီးကသူအခုမှရွာကိုပြောင်းလာတာဖြစ်တဲ့အကြောင်းမိညက်ကိုသူမခေါ်သွားကြောင်းပြောတော့အစကတော့မယုံညဘူးဒါပေမဲ့သူနဲ့အတူလိုက်သွားတဲ့သူတွေကအာမခံပြီးပြောတော့မှမိညက်ကိုခေါ်သွားတာဒေါ်လုံးတင်မဟုတ်မှန်းသိလိုက်ရတာတင်မဖေဟာအဲ့ဒီမိညက်ကိုရောပြန်တွေ့သေးလားဖေဟာရွာကလူတွေ၃ရက်လောက်တောင်းနေရှာတာတော့မှမတွေ့တော့ပါဘူးတကားကြီးရေတို့ရွာနောက်ကတော့ဆိုတာဘလောက်နဲ့တာမလို့ချုံမင်းတွေတော့ပဲရှိရကလား နောက်တော့မှတို့ရွာနာနဲ့အနီးနားရွာတွေမှာလူရောင်ဆောင်ပြီးတော့အဲဒီလိုကလေးတွေကိုဖမ်းခေါ်သွားတဲ့တဲ့တွင်ကြားရတယ်။အဲဒီတရမကြီးကိုအဖွားဖြူလို့ခေါ်ကြတဲ့။အကျုပ်လည်းဆရာတော်စကားကိုနားထောင်ရင်းကတကလုံးကြက်သိန်းနေထလာခဲ့တယ်။ကံကောင်းလို့သားပေါ့ဗျာ။ကျုပ်သားမမြင်ရင်ကျုပ်သားပက္ခစီသွားတာနောက်ကြရင်အခုလောက်ဆိုကျုပ်သမီးလေးကိုတဲကဖမ်းသွားပြီဗျာ။အကျုပ်သမီးလေးကလည်းအသားဖြူဖြူဝဝကိကိကလေးကိုဗျာ။ကျုပ်ကတကယ်ဖြစ်ခဲ့တာပါလို့ပြောရင်နားထောင်နေတဲ့သူတွေကယုံကြည်မှယုံမယ်။ ါပေမဲ့ဖျားပပေးကြံပေးပေးပါဗျာကျုပ်တို့ရောက်လာရင်တော့လူရောက်ဆောင်ကြီးကလေးတွေကိုလာလူတဲ့ကျုပ်တို့အဖြစ်ကိုရွာသားတွေကတယောက်တစ်ပေါက်ပြောပြကြပါလိမ့်မယ်အဲကျုပ်သမီးလေးနမီကတော့နှင်းဖြူလို့နောက်တော့နမီပေးလိုက်ကြတယ်အဲထူးဆန်းတာကကျုပ်သမီးကလည်းလက်ပြလှလို့တာဘာလို့လဲတော့မသိဘူးဗျာကျိုးသမီးလင်းငန်းတဲ့အရွယ်မှာအပွားပြူဆိုတဲ့တရဲမကြီးကနောက်တစ်ခေါက်လာပြီးခေါ်ပြန်ရောက်ပြခင်ဗျားတို့သိကျင်သွားပြီမဟုတ်လားအခုတော့တော်ပြီပေါ့နောက်ကြရင်တော့ကျုပ်ကြုံရင်ပြောပြမယ်ဗျအဲကျုပ်တို့ရမှာအခုထိကလေးတွေကိုလွတ်မထားရဘူး ရကလေးတွေအိမ်ထဲမှာအခန်းထဲမှာတယောက်တည်းအိမ်နေရင်မျက်နှာလွှဲမထားရဘူးဗျ။ဘာလို့လဲဆိုတော့သိတယ်မဟုတ်လား။အဲဒီအဖွားဖြူဆိုတဲ့တရဲမကြီးကိုအကြောက်လို့ပေါ့ဗျာ။ဇေယဟက်ကဆိုရေးသားထားတယ်လူရောင်ဆောင်ပြီးကလေးဖန်ဆာတော့တရဲမ။အဲ့တော့မဟုတ်အဖွားဖြူဆိုတဲ့ပရလောကဇဏန်တွေကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ။ဇေယဟက်ကဆိုနေတော့နားစင်ပေးခဲ့ကြသူတအုပ်တရာချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။တရားပြောရှင်သောညလေးကိုပိုင်းဆိုင်နိုင်ကြပါသည်ခင်ဗျာ။